ဒီလိုအချက်တွေကြောင့်သဲဆုငိန်ထက်တော်တဲ့အလားမဲ့ဖြစ်ချီကျူးခံနေရတဲ့ခေစာခင်ပရိသတ်များအလုံးမမင်္ဂလာပါရှင်ရွှေမဲလေးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုချိန်မှာသဲဆုငိန်ထက်တော်တဲ့အလားမဲ့တူဖြစ်ချီကျူးခံနေရတာကတော့အလားမဲ့ခေစာခင်ပါသဲဆုငိန်တင်မကပါဘူးအလားမဲ့ခေစာခင်ကမြန်မာနိုင်ငံကတော့ရောက်ရှင်ပြန်ခဲ့တဲ့ Miss World မြန်မာအလားမဲ့ရီအလုံးထင်းမှာအရေးချင်းအရှိဆုံးမြမကုံကိုစောင့်နိုင်တဲ့သူလို့ခံမှန်းချင်းခံနေရပါတယ် ဒါကလည်းခေစားခင်ဟာငလင်ဘေးနဲ့စစ်ဘေးတဘဝဘေးအန္တရာယ်ဇက်တိုက်ကြရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့ဒုက္ခတွေကိုနိုင်ငံတကာကလူတွေသိအောင် speak out လုပ်ပေးနိုင်ခဲ့ရကြောင်းပေါ့ဒါကြောင့်လည်းအလုံးကချီးကျူးနေခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်အလမဲခေစားခင်က အခုဆိုရင် Miss World အလမဲ organization ကိုတည်ထောင်သူ Julia Molly ရဲ့အရေးတယူလို့စကားပြောတာကိုခံရတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံး Miss World အလမဲဖြစ်လာခဲ့ပါတယ်။ တကယ်ဆိုရင် Miss World မြန်မာ2025အဖြစ်အိန္ဒိယနိုင်ငံမှာသွားရောက်ရှင်ပြိုင်နေတဲ့ခေစာခင်ဟာမြန်မာနိုင်ငံကထွက်ရှိသမျှအလှမယ်တွေအားလုံးထဲမှာပြည်သက်တွေအားပေးမှုအ ਨੇ စုံအလှမယ်လေးတူပါအထူးသဖြင့်ခေစာခင်ကိုလှုပ်လိုက်တဲ့ Two Allen တို့ Team Back ကလည်းပံ့ပိုးမှုနှဲပါတယ်မနေ့ကသဲဆုငိန်သွားရောက်ရှင်ပြိုင်နဲ့ Miss Grand ပြိုင်ပွဲမှာ Two Allen တို့ကသဲဆုငိန်တွင်ငွေအားလူအားအစွမ်းကုန်စိုက်ထုတ်ပံ့ပိုးပေးခဲ့ပါတယ်ဒါပြင်ပြည်သက်တွေရဲ့ဝင်းရံအားပေးမှုတွေကအမှတ်ခံမှာ တဲစုငိန်နှုံကဆိုရင်မိကအဖွဲတွေဒီဇိုင်းအဖွဲနဲ့အဆဆရရလိုလေသေးမရှိစေလွတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင် ထူးအလွင်ကိုယ်တိုင်ကသွားရောက်နေခဲ့တာပေါ့။ဒါပေမဲ့လည်းကိစားကင်ကိုတော့တဲစုငိန်ရဲ့တဝက်လောက်တောင်အားပေးပံ့ပိုးမှုမရှိခဲ့ပါဘူး။အခုကမှတော့ကိစားကင်ဟာတဲစုငိန်ထက်တောင်တာလွန်တဲ့အရေးချင်းတွေကိုပြသထားနေတာပါ။ ခင်စားခင်ဟာအသက်18နှစ်အရွယ်သာရှိသေးတဲ့အလားမဲ့ဖြစ်လို့သဲဆုံငိန်ထက်တောင်မှငယ်ပါသေးရဲ့။ဒါအပြင်ခင်စားခင်ကအင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်စွမ်းရှိပါတယ်။ခင်စားခင်ဟာနိုင်ငံတကာအလားမဲ့ပြိုင်ပွဲအတွေ့အကြုံရှိတာကြောင့်လည်းတပန်းတာပါတယ်။ အခု Miss World မြန်မာ2025ဆုရရှိထားတဲ့အသက်18နှစ်အရွယ်အလမယ်ခေစာခင်အောင်လွန်ခဲ့တဲ့နှစ်နှစ်အသက်15နှစ်အရွယ်မှာ Miss Tourism 2023ပြိုင်ပွဲကိုမြန်မာကိုစားပြုအလမယ်ဖြစ်နေသွားရောက်ရှင်ပြိုင်ခဲ့ဘူးတာဖြစ်ပါတယ်။ခေစာခင်အောင်မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Tourism ပြိုင်ပွဲမှာဆုမရခဲ့ပေမဲ့နိုင်ငံတကာအတွေ့အကြုံကောင်းတွေကိုတော့ရခဲ့ပါတယ်။ဒါကြောင့်လည်းခေဆာခင်ကိုထူးအန်လွင်က Miss World မြန်မာအဖြစ်ရွေးချယ်သွားခဲ့ရပါအခုတော့ခေဆာခင်ဟာအမှန်တကယ်လဲ Miss World ပြိုင်ပွဲ င်းမှာသူမရဲ့အရေးချင်းတွေကိုပြသထားနိုင်ပါတယ်။အထူးသဖြင့်တော့ခေစာခင်ရာ Miss World အလမဲ Organization Founder Julia Molly ရဲ့အရေးပေးခြင်းခံရပြီးတော့မြန်မာနိုင်ငံကိုဖိတ်ခေါ်နိုင်ခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်ခေစာခင်လှုပ်သွားတဲ့ငလင် Project ရှင်ပြိုင်မှုကြောင့် Miss World ပိုင်ရှင် Julia Molly ကကိုရန်ချီကျူးပြီးတော့မြန်မာကိုလာလေမယ်လို့ပြောခဲ့တဲ့အထိခေစာခင်ရာမြန်မာကုံကိုမြင့်တင်ပေးနိုင်ခဲ့သူလေးဖြစ်ပါတယ်။ အထူးသဖြင့်တော့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့2025 Miss World ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုရှင်ပြိုင်နေတဲ့ခေစာခင်ဟာ project ရှင်ပြိုင်မှုအတွက်ငလင်တုံးကသူမကူညီခဲစဉ်ကအတွေ့အကြုံတွေနဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကို အကူအညီလိုအပ်မှုတွေကိုလက်တွေ့ပြသပြီးတော့နိုင်ငံတကာနဲ့ Miss World ပိုင်ရှင်ရဲ့အာရုံစိုက်မှုကိုပါရရှိနိုင်ခဲ့ရဖြစ်ပါတယ်။ဒါ့အပြင်ခေစာခင်ကသူမရဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုကြောင့်မြန်မာအလှမယ်နေနဲ့အားပေးသူတွေပို့ပြီးတော့များပြားလာတာကိုတွေ့ရပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော အလမဲ့ခိစားခင်ကိုအားပေးကြလားဆိုတာပြောခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်